ယူရိုပါလိချန်ပီယံကချန်ပီယံလိဝင်ခွင့်မရသင့်ဘူးဆိုပြီးပြောခဲ့တဲ့အာဆင်ဝင်းကောက်ကိုကြည့်ရတာယူနိုက်တက်နဲ့စပါးကိုတော်တော်လေးမျက်မှောင်ကျိုးနေရလို့ထင်တယ်။သူအနေနဲ့ဒီလိုညင်ညူတာမျိုးတွေကိုမလုပ်သင့်ဘူး။ကျွန်တော်စိတ်ထင်ပရီးမီးယားလိမှာရလဒ်တွေတောင်းဆောင်ဆိုနေပြီးယူရိုပါလိမှာဖိုင်နယ်ထိတက်လမ်းဖို့ကြိုးစားနေတာကအာဆင်ဝင်းကောက်ကိုအနောက်ရှက်ဖြစ်သွားစေပုံရတယ်။အခုကယူနိုက်တက်နဲ့စပါးမို့လို့ပြောတာလား။တကယ်လို့ဘိုရိုကလင်းလိုအသင်းမျိုးသားရာသွားခဲ့ရင်ရောပြောဦးမှာလား။ထေချာတာတော့ ဒါမန်ယူနိုက်တက်ဆိုတာမျိုးကအာဆင်နယ်ကိုသူနီးပြအစဉ်တုန်းကသူ့ထက်ပိုကောင်းခဲ့တဲ့အသင်ဖြစ်ခဲ့တယ်ဆိုတာအင်္ဂလိပ်ဘောလုံးလောကမှာလည်းအာဆင်နယ်ကိုယူနိုက်တက်ကကောင်းကောင်းကြီးဖျက်ဆီးထားခဲ့တာသူ့အတွက်ရကြီးနေဗျာဒီချိန်မှာတိတိဆိတ်ဆိတ်ကိုနေတင်တာတကယ်ပြောငိုတန်ကြီးနဲ့ဗါရဲသူပြောချင်တာက United နဲ့ Spurs ကပရီးမီးယားလိမ်မှာတော့အခြေအနေစိုးနေတယ်ယူပါလိမ်မှာတော့ကောင်းနေတယ်ဒီတော့ယူပါလိမ်ချန်ပီယံကယူပါလိမ်ကိုပဲအလိုလျောက်ခြေစစ်ပွဲအောင်တာမျိုးဖြစ်တင်နေချန်ပီယံလိကိုဝင်ကစားခွင့်ရတာကြီးကမဖြစ်သင့်ဘူးဘာညာနဲ့ပေါ့အလိုသမီးလိကူတွေမှာ၅သိန်းဝင်ကစားခွင့်ရတဲ့အခြေအနေမျိုးမှာပေါ့တက်ကစိုးခရရသတ်မှတ်ထားတာလေ တကယ်လို့အသင်းသင်းကတန်းဆင်းသွားရင်တော့မှလီယိုပါလီဖလားရတဲ့အသင်းကချန်ပီယံလိဝင်ခွင့်ရမယ်ဆိုတာသတ်မှတ်ချက်ပဲဒါကိုဘာတွေမနာလို့ဖြစ်နေတာတော့